စင်ကရှော့ချလိုက်တဲ့အတွက်ဆိုရဲ့ဘတ်ဂျက်ကတော်တော်လေးရှော့ချလာနေတယ်ပဲအဲ့ဒီနေရာမှာသုံးမဲ့ဘတ်ဂျက်တွေကိုတခြားလူငွေလုပ်ငန်းတွေမှာတခြားဘတ်ဂျက်တွေမှာသုံးလို့ရတာပေါ့နော်သမရဦးထင်ကျော်ဥဆောင်ဖွဲ့စည်းမဲ့ဝန်ကြီးဌာနတွေဟာအရင်ဆိုရလက်ထက်က36ခုကိုဘလို့ပေါင်းစည်းခဲ့တယ်ဆိုတာကိုလွှတ်တော်မှာရှင်းလင်းတင်ပြရင်ရှော့ချလိုက်တဲ့ဝင်ကြီးဌာနတွေနဲ့ဝင်ကြီးဆောင်ရောင်တွေအတွက်၅နှစ်စာကုန်ကြစည်ကကြက်တန်း၅၀၀၀လောက်ရှိနေတယ်လို့နှစ်ကြိမ်တိုင်တိုင်ပြောခဲ့ပါဗျ။ ဒီလို short ချလိုက်လို့အကျိုးကျေးဇူးနှစ်ခုရှိတာကတော့စီမံခန့်ခွဲမှုပိုင်းနဲ့ budget ပိုင်းရအတော်ကိုအဆင်ပြေသွားမယ်လို့စီးပွားရေးဘာသာရပ်ဆိုင်ရာကျွမ်းကျင်တဲ့အမျိုးသားလွှတ်တော်မတ်ဦးတန်းစုကကမာရုပ်ကိုခုလိုရှင်းပြခဲ့ပါတယ်။အကြီးဌာနတစ်ခုနှစ်ခုကြားထဲမှာ coordination system လို့ခေါ်တာပေါ့နော်။ဒီပူးပေါင်းဆောင်ရွက်တဲ့နေရာမှာအရင်တော့ဆို delay တွေဖြစ်ကြတယ်။ဦးကြီးဌာနတွေတစ်ခုနဲ့တစ်ခုဟိုပညာပြိုင်နာတို့ ဟိုကိုယ်လှုပ်သူ့လှုပ်တွေထပ်နေတာတို့ဒီဒီအရေအတွက်အများကြီးရှော့ချနိုင်တယ်ပေါ့နော်ဒါတော့ဒီ management flow မှာဆိုရင်လုပ်ငန်းတွေတော်တော်များများအဆင်ပြေအောင်လုပ်သွားနိုင်တယ်နော်နံပါတ်1ကဘာလဲဆိုတော့ budget ပေါ့ဆိုရရဲ့ဒီဝန်ကြီးချုပ်ကရှော့ချလိုက်တဲ့အတွက်ဆိုရရဲ့ budget ကတော်တော်လေးချွတ်ချလာနိုင်တယ်မှာအဲ့ဒီလိုချွတ်ချလာတဲ့အတွက်အဲ့ဒီနေရာမှာသုံးမဲ့ budget တွေကိုတခြားငွေလုပ်ငန်းတွေမှာတခြား budget တွေမှာသုံးလို့ရတာပေါ့နော်အဲ့ဒီအကျိုးကျေးဇူးတစ်ခုရှိတာပေါ့ အခုလို short ချလိုက်တဲ့ budget ဟာတကယ်တော့ပမာဏအားဖြင့်မများပါဘူးလို့စိုင်းတီဟာကျော်ကထောက်ပြပါဗျာ။တခြားအရာတွေကိုလည်းတည်တည်ချာချာစီစစ်ပြီး short ချပေးစီလိုတယ်လို့ဆိုပါဗျာ။ဒီနေ့ကျွန်တော်တို့အနေနဲ့ iPad နဲ့ပတ်ပြီးတော့လာရမယ်ဆိုတော့ lending ဖြစ်နေတဲ့ budget ကတခြားတော့စီမံရေးကြီးတွေမှာတုံ့ဆွဲတဲ့ပမာဏကိုကိုကြီးကြီးမားပါတန်းလေးအထောင်လောက်ဆိုတော့ဒါတိတ်ပြီးတစ်အိုက်ကြီးမားတယ်မဟုတ်ပါဘူး။တကယ်တခြားတဲ့ဘူမီယာတွေမှာ ့အပ်ပနဲ့တုံးဆွဲနေတာတို့ဒီသွင်းဖြစ်နေတဲ့ဟာတို့ကိုလည်းခကြပြန်လဲစစ်စစ်ပြီး short term မှာပါတကယ်ဒီဘတ်ဂျက်တွေတော့တုံးဆွဲမှုကိုကြီးနေရတာလေဒီခါတော့တကယ်လိုအပ်တဲ့ပြည်နယ်တွေကျမှရေတော့ပိုပြီးပြရအောင်ဝန်ဆောင်မှာပါပေါင်းစည်းလိုက်တဲ့ဝန်ကြီးဌာနတွေကြောင်းဘတ်ဂျက်တွေလည်းပေါင်းစည်းမိသွားနိုင်တယ်လို့လူမှုရေးကဏ္ဍမှာသုံးဆွဲငွေက900ခန်းလုံးကနေ800ခန်းလုံးလောက်ပဲရှိခဲ့တာမို့အခုတော့ပိုပြီးမြင့်တက်လာမယ်လို့ဦးတန်ဆိုကဆိုပါတယ်။အဲတော့ဝန်ကြီးဌာနတွေကို ပေါင်းလိုက်တဲ့အတွက်ဘာတွေလောက်မလဲဆိုတော့ budget နဲ့ပတ်သက်ရင် reserve ပေါ့ performance ပေါ့နော် performance budgeting ပေါ့အဲ့ဒါကြီးလည်းမြင့်လာမှာပါအဲ့တော့ပြီးတော့ဘာကြီးလဲဆိုတော့အလီလွတ်နေလဲရှော့ချနိုင်မယ်နော်အသုံးစိတ်တွေလည်းရှော့ချနိုင်မယ်ပြီးတော့ရလတ်တွေလည်းကျွန်တော်တို့ပြနိုင်မှာပေါ့နော်ဒီအကျိုးကျေးဇူးတော့ရှိမှာပါ